ဆော်ကာဟောက်ပြည်သက်များအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့သွေးလင်းထက်နဲ့ဆန်အီရိုးရဲ့ဝယ်ပြီးသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်နဲ့အတူကောင်းထက်နဲ့ပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေကိုတင်ဆက်ပေးနေကြပါဒီနေ့တော့ကောင်းထက်ခီးလိုနေတာကြောင့်ကျွန်တော်တယောက်တည်းပဲဒီပွဲပြီးသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆန်အီနဲ့ သူလင်းထက်တော့ရဲ့ပွဲစဉ်ကိုကျွန်တော်အပါဝင်မြမရိုးရလက်ဝိပြည်သက်ဒီဝါဒနာရှင်နေအားလုံးစောင့်ကြည့်ခဲ့ကြမယ်လို့လည်းမျှော်လင့်မိပါတယ်ကျွန်တော်တို့တွေမျှော်လင့်တယ်လို့တော့မျှော်လင့်ထားတဲ့ရလက်တော့မထွက်လာဘူးသူလင်းထက်ရှုံနေခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်အမြင်ကတော့ဒီပွဲမှာသူလင်းထက်ရှုံနေခဲ့ပေမဲ့ဂုံတိခငယ်တဲ့မျက်နှာငယ်စရာရှုံနေမှုမျိုးတော့မဟုတ်ခဲ့ဘူးလို့ယူဆမိတယ်။ဘာကြောင့်လဲဆိုရင်ဒီ1ရဲ့ ခံလုံးဝင်းကသာသမတူဖြစ်တဲ့ store weight တက်မှရော fly weight တက်မှပါချန်ပီယံစုတွေရာကျူခဲ့ဘူးတဲ့ဆန်အေကိုတွေးလင်းတက်ကအမှတ်စဉ်ရေခံရအောင်ဒုတိယအကြိမ်မှာစွမ်းဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းတတိယအကြိမ်မှာဒီတွေးလင်းတက်ပြန်ပြီးတော့အမှတ်စဉ်အရေခံရပြီးတော့အမှတ်ပေးဆုံးဖြတ်မှုနဲ့ရှုံးလိုက်သွားတယ်။ဒီပွဲစဉ်မှာတွေးလင်းတက်ဗာမားခဲ့တယ်။ဘာကြောင့်ရှုံးခဲ့တာလဲ။အဲ့ဒါလေးနဲ့ပတ်သက်လို့နည်းနည်းတော့ပြောခြင်းပါတယ်။ ဒီအခြေလိုက်ပြောရမယ်ဆိုရင်ပထမအခြေမှာသွေးနင်းထက်ကနင်းခြေလေးကိုအဓိကထားသုံးတယ် frankage တွေကိုဆိုင်ရီက logic တွေကိုအဓိကထားသုံးတယ်ဒီပထမအခြေတစ်ခြေလုံးကတော့နှစ်ယောက်လုံးအကဲဆန်းတဲ့အနေအထားမျိုးပဲတွေ့ရတယ်ဒီရှင်းလင်းတဲ့ဒီ clean shot တွေထိုးနိုင်တာကန်နိုင်တာမျိုးတိမ်မတွေ့ရဘူးမီးစနစ်ပိုင်းအရဆိုရင်တော့ဆိုင်ရီကပထမအခြေမှာနည်းနည်းတားတယ်လို့ပြောလို့ရတယ်အဲ့လိုအနေအထားမျိုးတွေပဲတွေ့ရတယ်ပထမအခြေမှာ ုတိယအချိန်မှာဆန်ရပို့ပြီးတိုက်စစ်ကိုလိုက်တယ်ဆန်ရဒီကောင်တာကစားပုံရှိတယ်လို့ကျွန်တော်တို့တွေယူဆခဲ့ပေမဲ့အခုပွဲမှာတော့ဆန်ရကအားလုံးအထင်နဲ့အမြင်လွဲအောင်သွေးလင်းထက်ခမန်းထားတာမျိုးမဟုတ်တဲ့ပုံစံမျိုးနဲ့ထွက်လာတယ်ဒုတိယအချိန်ကနေစပြီးဆန်ရတိုက်စစ်ကိုဦးစားပေးတယ်ဒီလက်တီတကန်အကွာကိုအတင်းလိုက်ကတ်တယ်အဲ့ဒီကြားမှာပဲသွေးလင်းထက်ကသူ့ရဲ့ frame ပတ်တလောင်နဲ့ဆန်ရကို ရိုက်ချနိုင်ခဲ့တယ်ဆိုင်ရင်အမှတ်စဉ်ရှိခံရတယ်ဒီသွင်းလင်းထက်လည်းပြန်ပြီးဆိုင်ရင်ရဲ့ဒီဘယ်လက်သီးတွေထောက်လျှောက်ဒုတိယအချိန်မှာအထီးခံပြန်ထိတာမျိုးလေးတော့ရှိခဲ့တယ်အမှတ်ခြုံရင်းကြည့်မဲ့ဆိုရင်ဆိုင်ရင်အမှတ်စဉ်ရေခံလာရတဲ့အတွက်ဒုတိယအချိန်ပြီးမှသွင်းလင်းထက်နိုင်မှုသည်80ရာခိုင်နှုန်းဖြစ်သွားတယ်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တရားလေဒုတိယအချိန်ပြီးချိန်မှာအရန်အောင်မြင်လာပြီတချီပဲကြံတော့တယ်နောက်ဆုံးအချိန်ဟိုတာထိန်းနိုင်ခဲ့မဲ့ဆိုရင်သွင်းလင်းထက်နိုင်ဆိုပြီးကျွန်တော်တို့ကြည့်နေတယ်ဒါမဲ့ တတိယကြီးမှာဒွေလေးတက်ကလိုကိတ်ကတည်းကဆိုင်ရအသားလေးတိတ်လိုက်ပြီးတော့ဘယ်လက်သီးချောကိုတတိယအောင်ထိုးလိုက်လိုက်တယ်။ဒွေလေးနဲ့ပြန်ပြီးအမတ်စင်ကြီးခံလာရတယ်။အဲဒီနောက်ပိုင်းမှာလည်းဒီဆန်နေရပဲလိုက်ပြီးတော့တကင်ဥဆောင်ပါလေလိုက်ဖြီးအားပေးပါလေပွဲပြီးွားတဲ့အချိန်မှာဆန်ရပြပြတတ်လာပဲအမှတ်ပြန်လည်လာရွားတယ်ဒီထိုင်ဆုံးပြတ်ဒါရင်အဆုံးပြတ်ပေါ်မှာတော့ဘာမှတော့ဒီပွဲစဉ်နဲ့ပတ်သက်လို့စော်တကအသက်စရာအငင်းပွားစရာမရှိဘူးလို့ပဲပြောရမှာဖြစ်တယ် ီနေရာမှာသွေးလင်းထက်ဘာကြောင့်ရှုံလဲဆိုတဲ့နေရာမှာသွေးလင်းထက်ဒီအခုပွဲစဉ်ကိုသူကစားနိုင်တဲ့ပုံစံတွေကသူကစားနေကြပုံစံတွေကအကောင်းဆုံးကစားသွားတယ်လို့ထင်တယ်အခြေအနေပေါ်မူတည်ပြီးတော့လာရောညီတွေပြောင်းလဲမှုတွေလည်းလုံးတင်တဲ့လောက်လုံသွားတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်ဒီကစားနေသည်ကျွန်တော်ခလန်းခလန်းပြောသလိုပဲမွေထိုင်းပြနေတယ်မွေထိုင်းရဲ့နီးစနစ်မွေထိုင်းရဲ့ တက်ကနစ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့ယူရလက်ဝဲသမားတွေမမီဘူးအဓိကကွာဟာချက်ကဒီပွဲမှာမြင်လိုက်ရတာငွေထိုင်းနဲ့ယူရလက်ဝဲရဲ့ကွာဟာချက်ကြောင့်ရှုံးသွားတယ်လို့ပဲကျွန်တော်မြင်မိတယ်ကျွန်တော်တို့ကဒီသွေးလင်းထက်တဲ့စံဒီပွဲစဉ်ကိုမျောလင်းတယ်ဆိုတာဆိုင်ဆိုင်ရတယ်လည်းမရှိပြီးသားချမီဟောင်းတယောက်ပြတော့ဒီပွဲဟိုတာသွေးနှင်းထက်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဝမ်းမှာမြမယူရဖိုက်တာတယောက်အနေနဲ့စာချုပ်ထက်ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးွားရင်နောက်တစ်ဆင့် အဲ့ဒါနေကဘတ်ချန်ပီယံလူကွင်းတို့ဘာလို့အဲ့ဒီရောက်သွားမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့တွေဒီပွဲစဉ်ကိုအားပေးခဲ့တယ်ရှင်းမလားသူလေးနှက်ကလည်းနိုင်ပွဲတွေဆက်ပြီးလုပ်ရခဲ့တာ哦ဒါပေမဲ့လည်း1အစ်တဲ့စာမေးပွဲကိုကျွန်တော်တို့မြန်မာဖိုက်တာတွေတည်းကကျွန်တော်အမြင်ပြောရရင်သွေးလင်းထက်စီသဒုထားမြောက်ကြာရှုံးခဲ့တဲ့ကစားသမားလို့မြင်မိတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့တန့်စင်ကို1ဒီလိုမျိုးစာပွဲစစ်ခဲ့ဘူးတယ်။တန့်စင်2ပွဲနိုင်ပြီးွားတဲ့အချိန်မှာတခဲရူးနဲ့ပြေးတွေ့တယ် ရှုံးတယ်နောက်ထပ်တန်စင်ကိုထပ်ပြီးတော့ဝမ်းအနေနဲ့ခွင့်ရပြေးတယ်စူရီယန်လန်နဲ့ထပ်ရှုံးတယ်တန်စင်စင်စာမွက်ကြသွားတယ်နောက်ဆိုလင်းကိုဆိုလင်းကိုစာချုပ်ရသွားတယ်စာချုပ်ရသွားပြီးတဲ့အချိန်မှာဆိုလင်းဝင်တပီးနဲ့ပြေးတွေ့လိုက်တယ်ဒါပထမဆုံးဆိုလင်းကိုခက်ခဲတဲ့စာမွက်ဝမ်းအစားစစ်လာအပွဲမှလည်းဆိုလင်းကိုရှုံးသွားခဲ့တယ်ရှုံးနေသွားတယ်နောက်တယောက်နေတတိယမြောက်တယောက်ကကြတော့ကျွန်တော်တို့တတိထားမိတာစူပါရီချန် ူပါဂျီဂျန်နိုင်ပွဲတွေအများကြီးမရဘူးဆိုပေမဲ့စူပါဂျီဂျန်ကိုစံကတင်းနဲ့ပြီးတွေးလိုက်ချင်းအဲ့ချိန်မှာစူပါဂျီဂျန်ကိုစာမွေးဆက်လိုက်တာပဲအဲ့ပွဲမှာလည်းစူပါဂျီဂျန်ရှုံပြီးတော့ကျွန်တော်ယူရလက်ဝိသမားတွေဝမ်းရစာမွေးကိုကြာရှုံးခဲ့တယ်အခုသရုပ်သားမြောက်သွေးလင်းထက်သွေးလင်းထက်ကိုလည်းကျွန်တော်မျှော်လင့်ခဲ့တယ်ဒါပေမဲ့လည်းဒီချန်ပီယံဟောင်းကြီးဝါရင်ကစားသမားကြီးစန်အေကိုမကြော်ဖြတ်နိုင်တဲ့အတွက်ဝမ်းရဲ့သရုပ်သားအချိန်စစ်တဲ့စာမွေးကို ျွန်တော်တို့ယူရလက်ဝိတ်ဖိုက်တာတွေထပ်မံကြာဆုံးလဲလို့ပဲကြာရှုံးလဲလို့ပဲပြောခြင်းပါတယ်ဒီလိုပြောလို့ပြောရတဲ့အတွက်လည်းစိတ်မကောင်းတကယ်တကယ်ကအခုချိန်မှာပြောခြင်းတာသူလင်းထက်ဘလို့နိုင်နေသူလင်းထက်ဘလို့ကောင်းနေသူလင်းထက်ကဘာကြောင့်နိုင်လိုက်တယ်ဆိုတဲ့အကြောင်းလေးကိုအဓိကထားပြီးပြောခြင်းတာဒါပေမဲ့အရိဟာတွေရဲ့စัจဉ္ဇဘက်ကိုအခုပြောနေရတယ်လာမယ့်ဘလို့ပဲဖြစ်ဖြစ်ပါအခုကျွန်တော်တို့ဒီ1မှာလဲယူရဖိုက်တာတွေကပွဲတွေလဲ သက်ရှိနေဦးမှာပဲသူလင်းထက်တည်လဲတိတ်မကြခင်မှာနောက်ထပ်ပွဲတွေထပ်ရလာအောင်မှာပဲအခုပွဲစဉ်မှာလဲရှုံနှိမ့်နေဆိုပေမဲ့သူလင်းထက်ကသူ့ရဲ့အရေးအချင်းသူ့ရဲ့အရေးသွေးတွေကိုအများကြီးထုတ်ပေါက်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိတယ်ယူဆမိတယ်အဲ့တော့သူလင်းထက်ကိုလည်းဖိုက်တမန်ကြီးလေးရေနောက်ပွဲတွေမှာပြန်ကြိုးစားပါဒီထက်ပိုကောင်းတဲ့ရလက်တွေကိုယူဆောင်နိုင်မယ်လို့လည်းမျှော်လင့်မိပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီညသွေးလင်းထက်နဲ့စံရည်ရဲ့ပွဲစဉ်နဲ့ပတ်သက်လို့ ကျွန်တော်အမြင်ကျွန်တော်ယူဆချက်တွေကိုတုံသက်ချက်အနေနဲ့ပြင်ပြတာဖြစ်ပါတယ်ဒီရိုးရလက်ခွေပရိသတ်တွေဝါသနာရှင်တွေရဲ့အမြင်တွေကိုလည်းသိကျင့်ပါတယ်ဖြစ်နိုင်လို့ရှိရင် comment မှာရေးပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်